မေဂန်သမားတော်နဲ့ထရန့်ကကာမီနီဟာဂျေဇုမသိတတ်သူဖြစ်ကြောင်းမိမိဟာကာမီနီရဲ့အသက်ကိုကယ်ခဲ့ကြောင်းအစ္စရေးနိုင်ငံကကာမီနီကို ရှင်းဖို့လှုံ့ဆော်ခဲ့ပေမဲ့မိမိကဗီတိုအာနာတုံးပြီးတားမြစ်ခဲ့ခြင်းကြောင့်သာကာမီနီဟာအသက်ရှင်ရတာဖြစ်ကြောင်းဒါကြောင့်ကာမီနီဟာမိမိကိုဂျေဇုတင်တင်ပြီးဒီလိုမျိုးတွေထပ်ပြောနေမယ်ဆိုရင်အီရန်ကိုနောက်တစ်ကြိမ်တိုက်ခိုက်မှုတွေထပ်လုပ်မယ်ဆိုပြီးတော့ရေဂန်သမားထရန့်ကပြောလိုက်ပါတယ် ဇွန်လ29ရက်နေ့မှာပြောခဲ့တာဖြစ်ပါတယ်အစ္စရေးရဲ့စနစ်အကြတိုက်ခိုက်မှုနဲ့တူအီရန်ရဲ့ဒုက္ခလိအဓိကနျူကလ িয়ার ဆိုက်၃ခုပေါ်မှာအမေရိကန်ရဲ့ဘုံးကျက်တိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကြီးကြီးမားမားထိခိုက်မှုဖြစ်ခဲ့ပြီနော်ခါမေနီရဲ့ပြောစကားဟာလက်တွေ့အမှန်တရားနဲ့အဆန့်ကျင်တွေးဖြစ်နေတယ်လို့ထွန်ကဆိုရှယ်မီဒီယာမှာ post တွေတင်ပြီးတိုက်ခိုက်နေပါလိမ့်ကြည့်ပါဦးများ ခမားဟာကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးပေါ့ခမားရဲ့နိုင်ငံမှာအင်မတန်မှလေးစားခံရတဲ့သူပေါ့ ဒါဆိုရင်ခမားအနေနဲ့အမှန်တရားကိုပြောရမယ်လို့ထရန့်ကကမ်ပဏီကိုညွှန်ပြရေးဆိုပါတယ်။ကာတာမှာရှိတဲ့ American စစ်ခြေစိုက်စခန်းတစ်ခုကိုတိုက်ခိုက်ပြီးတီဟီယန်အနေနဲ့ American ကိုပားရိုက်ခဲ့ကြောင်းပြောပြီး Iran ပေါ် American ဒါမှမဟုတ် Israel ဘက်ကနောက်ထပ်တိုက်ခိုက်မှုလုံးဝမလုပ်ဖို့ကမ်ပဏီကသတိပေးပြီးနောက်တရက်အကြာမှာပဲထရန့်ကအဲ့ဒီလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ယူရိုနိုင်ငံမှာရုပ်သံမှာထုတ်လွှင့်တဲ့ကမ်ပဏီရဲ့ကြိုတင်ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ထုတ်ပြန်ကြေညာချက်က အီရန်နိုင်ငံသားတွေရံများကြမှာပထမဆုံးအကြိမ်ဖြစ်ခမေနီကို ပြန်မြင်ခဲ့ရတာဖြစ်ပါတယ်။တိုက်ခိုက်မှုတွေတိုက်ရိုက်တရားမှုနဲ့ပတ်သက်ပြီးဖြေရကျတဲ့မိန်းကုံးတွေနဲ့ထရော့ခမေနီရောရင်ဆိုင်နေရခြင်းကောင်းဆောင်လူလုံးကဒေါသတကြီးပြောဆိုကြတာဖြစ်ပါလေ။အမေရိကန်ရဲ့ဗိုလ်ချုပ်မှုကအီရန်နျူကလ িয়ার စီမံကိန်းတွေကိုနှောင့်နှေးသွားစေရုံပေါ်တာရှိခဲ့တယ်ဆိုပြီးတော့အမေရိကန်ကာကွယ်ရေးထောက်လှမ်ရေးအေဂျင်စီ DIA ရဲ့ကနဦးကဲဖြတ်ချက်တည်းကို သတင်းဌာနတွေဖြစ်တဲ့ CNN နဲ့ Daily Yo Daily ကဖော်ပြပြီးနောက်ထရန့်ကဒါကိုပြပြတသားပယ်ချထားပါတယ်။အဲ့ဒီမဟုတ်မှန်ဖော်ပြတယ်လို့ဆိုပြီးသတင်းဌာနတွေကိုတရားစွဲမှပြပါတယ်။တချိန်တည်းမှာပဲခါမီနီဟာဒီစနေရကြအီရန်အစ္စရေးစစ်ပွဲကာလတွေမှာသူ့ကျမ်းမာရေးအခြေအနေနဲ့စစ်ပွဲကာလဆုံးဖြတ်ချက်ချမှုမှာသူ့ဘလို့ပါဝင်ပတ်သက်ခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးထင်ကြီးပေးပြောဆိုမှုတွေရှိနေတော့ခုလိုရုပ်တံကတစ်ဆင့်ထုတ်ပြန်ပြောဆိုမှုလုပ်ရင် သူ့ဩဇာအာဏာကိုထုတ်ဖော်ပြသဖို့ရည်ရွယ်လိုက်ပါတယ်။သူ့နိုင်ငံကအာရုံသွားပြီးသူ့ရဲ့နျူကလ িয়ার ဆိုက်သုံးခုလည်းဖြတ်စည်းသွားပြီးကမ္ဘာနီပေါ်မှာပုံနေလဲဆိုတာကျွန်တော်တိကျသိတယ်။ဒါပေမဲ့အစ္စရေးဓမ္မမို့လက်ရှိချိန်ဒီကမ္ဘာအင်အားအကြီးဆုံးနဲ့အမေရိကန်ကကမ္ဘာနီကိုတက်ဖြတ်ဖို့ကျွန်တော်လုံးဝခွင့်ပြုခဲ့ဘူးလို့ထွန့်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရှိပါတယ်။ကမ္ဘာနီကိုအဲ့ဒီလိုမျိုး တေမဲ့အနေထားကနေကျွန်တော်ကြေခဲ့တာပါသူအနေနဲ့ကျေးဇူးတင်တဲ့တမနာထရန့်လို့ပြောစရာမလိုဘူးလို့ထန်ကရေးပါတယ်ဒါအမေရိကန်အနေနဲ့ company ဘယ်နေရာမှာရှိတယ်ဆိုတာသိခဲ့ပြီးအ ਨੇ ဆုံးတော့လက်ရှိချိန် company ကို ရှင်းပြဖို့အစီအစဉ်မရှိကြောင်းထန်ကလူမှုကွန်ရက်ကတစ်ဆင့်တတိပေးချက်ဖေးပို့ခဲ့ပါတယ်ဒါပေမဲ့ company အနေနဲ့ဆက်ပြောရင်တော့နောက်ဆက်တွဲကိုလုံးဝတာဝန်မြည်ဘူးလို့ဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ထိုင်းဝန်ကြီးချုပ်ပေတောင်းနဲ့ရှင်တော်ဝရာဒုကနေနှုတ်ထွက်ဖို့ဆိုပြီးဘန်ကောက်မှာလူထောင်နဲ့ချီဆန္ဒပြနေပါလေ။ဘန်ကောက်မြို့မှာရှိတဲ့ Victory Monument မှာထောင်ချီတဲ့အစိုးရအဆင့်ကျင်သူတွေဟာဝန်ကြီးချုပ်ပေတောင်းနဲ့ရာဒုကနှုတ်ထွက်ပေးဖို့ဇော်လ28ရက်နေ့မှာတောင်းဆိုခဲ့ပါလေ။တန်မရေးအောင်ဖုံးခေါ်ဆိုမှုအတန်ဖိုင် ပေါက်ကြခဲ့ပြီးနောက်ဝန်ကြီးချုပ်ပေတုန်ရဲ့ခေါင်းဆောင်မှုပေါ်လူလူကတန်တရားဝင်လာပြီးဒါအပြင်ပေတုန်ရဲ့စစ်တပ်ပေါ်ဝေဖန်မှုကြောင့်လည်း စစ်တပ်ကစောင့်ကြည့်နေတဲ့အခိုက်အတန့်မှာပဲအခုလိုမျိုးဆန္ဒပြပွဲတွေပေါ်ပေါက်လာတာဖြစ်ပါလေ။ပေဒွန်နယ်အနေနဲ့ယာတုကနေနှုတ်ထွက်ဖို့တောင်းဆိုနေကြပါလေ။ထိုင်းလူတို့အနေနဲ့အာဏာသိမ်းမှကိုတော့လုံးဝမလိုလားပါဘူး။ဒါကြောင့်ပေဒွန်နယ်ဟာယာတုကနေထွက်ပေးရဖို့တော်တော်လေးနှိကန်နေပါလေ။ထိုင်းဝန်ကြီးချုပ်ပေဒွန်နယ်နဲ့ဟွန်ဆန်ကြားထဲမှာပေါကြားခဲ့တဲ့ဖုန်းခေါ်ဆိုမှုဟာနိုင်ငံငယ်လေကြားပရိပက ဖြည့်ရှင်းမှုရည်ရွယ်ခဲ့တာလို့ဆိုပါလေ။ ဒီဖုန်းကောဆိုမှုတွေမှာပေရိုနဲ့ကဟွန်ဆန်ကိုဦးလေးလို့ခေါ်ခဲ့တယ်လို့ထိုင်းစစ်တပ်အကြီးအကဲကလည်းသူမရဲ့ပြန်ဘက်အဖြစ်ရည်ညွှန်းခဲ့ပါတယ်။ဒါအပြင် ထိုင်းစစ်တပ်ကလည်းအစိုးရအပေါ်မလိုလားတဲ့အင်အားစုဆိုပြီးလည်းဖော်ပြခဲ့ပါတယ်။ဒီလိုပြောဆိုမှုတွေကိုဟွန်ဆန်ကလူတို့ကိုဖွင့်ချပြတဲ့နောက်ပြဿနာတက်သွားပါတယ်။ဟွန်ဆန်ကတော့လူတို့ကိုဖွင့်ချတာမဟုတ်ဘဲနဲ့အမတ်တွေကိုပဲဖွင့်ချခဲ့တာဆိုပါတယ်။ပြောက်ကသစ္စာဖော်ပြီးဒါကိုတင်တယ်လို့ဆိုပါတယ်။ လောလောဆယ်တော့ပေတရုနဲ့ဟာရှင်းမရတဲ့အခြေအနေမှာဖြစ်နေပါတယ်။ဒါအပြင်နှစ်ဖက်ပြန်လဲတင်းမာမှုတွေမြင့်တက်နေပြီးဟွန်ဆန်ကထိုးနဲ့တိုက်ခိုက်မှုတွေပုံမပြင်းထန်လာပါတယ်။ဟွန်ဆန်ရဲ့စီးလို့ဝါလို့ဆိုသလိုထိုးနဲ့တိုက်ခိုက်မှုတွေကိုတတော်လေးစိတ်ပြတ်မိရဲဆိုပြီးတော့ပေတရုနဲ့ရှင်နာဘုတ်ကပြောပါတယ်။ဒါအပြင်ထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာတင်းမာမှုတွေဆင်းရဲရချင်းချောက်မှုတွေအပြားအလဲရှိလာပါတယ်။ လက်ရှိကမ္ဘောဒီးယားလွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဟွန်ဆန်ရဲ့တာဝန်ကျုပ်ဟွာမနက်တို့ဟာထိုင်းနဲ့ပတ်သက်ပြီးအငြင်းပွားပွဲထုတ်ပြန်ချက်တွေကိုလူမှုကွန်ရက်မှာဇက်တိုက်ရည်တင်နေတာပဲဖြစ်ပါလေ။ဒါအပြင်အငြင်းပွားနယ်စပ်အော်တာမင်ချေခေမှာရှိတဲ့ကမ္ဘောဒီးယားစစ်သားတွေထံဟွန်ဆန်ကတွားရောက်လည်သပြီးနောက်ကျူးကျော်ခံရရင်လုံးဝမကြောက်ပဲတိုက်ခိုက်ဖို့အသင့်ပြင်ထားဖို့တက်လက်မှာကြားတော့ပါလေ။ အရိယမနာမင်္ဂဟွန်ဆန်ဟာဘန်ကောက်ထိရောက်နိုင်တဲ့လက်နက်မိမိမှာရှိတယ်လို့ကြုံသွားသလိုကမ္ဘောဒီးယားထောက်ပို့တပ်အကြီးဆုံးရာလူလဲရယူထားပြီးစီးရီနီပေါင်းပြောင်းဝယ်ပြီးနေဆက်မှာတာဝန်ထမ်းဆောင်တဲ့စစ်သည်တွေကိုထောက်ပို့တာဝန်အတွက်မပူကြဖို့ပါကြသွားပါတယ်သားဖြစ်တဲ့အကွာမနက်ကလည်းမိမိတို့နဲ့ထိုင်းဆက်ဆံရာအရင်ကဆရာနာသင်ခဲ့တဲ့ထိုင်းပို့ချုပ်ပရာယူလက်ထက်ကအထူးကောင်းမွန်ခဲ့တယ်ဆိုပါတယ် အခုသက်ဆိုင်တဲ့သမီးဖြစ်သူဝန်ကြီးချုပ်ပိတ်တုံနယ်လို့ဟာထိုင်းစစ်တပ်နဲ့တေးကြားဖြစ်နေလို့နိုင်နိုင်ငံဆက်ဆံရေးပြပြလာတယ်လို့ထုတ်ပြန်ပြောဆိုပါတယ်။ဟွန်ဆန်ကတစ်ချိန်လုံးက God Brother လို့ခေါ်ခဲ့တဲ့သက်ဆိုင်ဟာထိုင်းနိုင်ငံပေါ်တစ္ဆာဖောက်ကြောင်းဆွဆွဲခဲ့ပြီးသက်ဆိုင်မိသားစုနိုင်ငံပေါ်ဘလို့တစ္ဆာဖောက်တယ်ဆိုတာထုတ်ပြောနိုင်တယ်ဆိုပြီးထုတ်ပြန်သွားပါတယ်။ထိုင်းကဝန်ကြီးဖန်တန်ကလည်းတရင်သာရှိမလို့ပြီးမိမိတို့ရဲ့တော်ဝင်ထိုင်းလီတက်မှာ fighter jet လေးတွေဟာကမ္ဘောဒီးယားညင်းပွား25မိနစ်တွင်အရောက်လာနိုင်တဲ့အနေအထားဖြစ်စဉ်ထားတယ်လို့ထုတ်ပြန်သွားပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။နောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာရှိတဲ့စည်ရေးရအရေးပါတဲ့နေရာတွေဖြစ်တဲ့ American လင်းယူတင်သင်းမောင်းနဲ့နောင်ကိုရီးယားရေတပ်စခန်ကို drone နဲ့ video ရိုက်ကူးမှုကြောင့်တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကို The Yonhap News Agency ကဖော်ပြပါတယ်။ အခုဖန်ဆင်းမှုဟာတောင်ကိုရီးယားမှာရှိတဲ့ American စစ်ဘက်ဆိုင်ရာနေရာတွေကိုလုံးဝခွင့်ပြုချက်မရှိဘဲစောင့်ကြည့်မှုဖြင့်နိုင်ငံသားများဖမ်းခံရတဲ့ပထမဆုံးအကြိမ်မှတ်တမ်းဝင်သွားကြောင်းအဲ့ဒီသတင်းမှာဖော်ပြပါတယ်။ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာအသက်30ကျော်နဲ့40ကျော်ရွယ်မျိုးသားလူဟာ2023မတ်လမှဇွန်လအထိကိုရီးယားရေတပ်ကုကဲမှုဌာနချုပ်အနီးဒရုန်းကိုအသုံးပြုခဲ့တယ်ဆိုပါတယ်။အဲ့ဒီဒရုန်းနဲ့အမေရိကန်ရေတပ်လေယာဉ်တင်မောကြီး USS Theodore Roosevelt ရဲ့ဗီဒီယိုဖိုင်နဲ့ပါဝင် ဓာတ်ပုံပေါင်း182ပုံနဲ့ဗီဒီယို22ခုကိုမှတ်တမ်းတင်သွားတယ်ဆိုပါတယ်။စုစုပေါင်း17ကီလောက်ရှိတယ်ဆိုပါတယ်။မျိုးသားနှုတ်နဲ့အသက်40ကျော်ရွယ်မျိုးသားကိုစစ်ဘက်အခြေစခန်ကာဝေးရေးဥပဒေနဲ့ချိုးဖောက်မှုနဲ့ဒါအပြင်ရန်သူ့ဘုအကျိုးပြုမှုပါဝင်ဆွဲချက်များစွာနဲ့တရားစွဲဆိုထားပါတယ်။ဒါအပြင်ရဲတပ်ဖွဲ့ကအသက်30ကျော်ရွယ်မျိုးသားကိုစစ်ဘက်အခြေစခန်ဥပဒေချိုးဖောက်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။ဒါမဲ့အဲ့ဒီအသက်30ကျော်ရွယ်တရုတ်မျိုးသမီးတို့ကိုလည်းအလားတူဆွေးကျင်တဲ့ဖန်ဆီးထင်းသိမ်းခြင်းမပြုဘဲမှတ်တမ်းတင်ထားပါလေ အာနာပါနေက drone နဲ့တရားမှုရိုက်ကူးတဲ့ video file တွေဟာ drone ထုတ်တဲ့တရုတ်ကုမ္ပဏီကိုရောက်ရှိပြီးဖြစ်ပြီးတော့ TikTok နဲ့တခြားတရုတ်လူမှု media platform တွေကတစ်ဆင့်ဖြန့်ဝေပြီးဖြစ်တယ်လို့သံသယရှိနေကြပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ Air India လေယာဉ်ကြီးပြတ်ကျမှုစုံစမ်းရေးမှာကုလစုံစမ်းရေးမှုပါဝင်ခွင့်ကိုအိန္ဒိယကရေးဆင်ပါတယ်။အိန္ဒိယဆိုရက Air India လေကြောင်းလိုင်းလေယာဉ်ပြတ်ကျမှုအတွက်စုံစမ်းဆက်စပ်မှုတစ်ခုမှာကုလသမဂ္ဂရဲ့နိုင်ငံတကာ လျက်ပတ်လေကြောင်းဖွဲ့စည်း ICA မှစုံစမ်းစစ်ဆေးရေးမှုတခုကိုပါဝင်ခွင့်ပြုမှာမဟုတ်ကြောင်းနေဆက်တဲ့ဒရင်းမီဒီယာပြောဆိုချက်ကိုရိုက်တာကဖော်ပြပါလိမ့်လေရင်ပြတ်သမှုဘေကင်းဆန်ရာကျွမ်းကျင်သူတွေကလေရင်ပြတ်ကျမှုကိုစုံစမ်းရမှာအရေးပါတဲ့ black box အချက်လက်တွေစစ်ဆေးရမှာနှောင့်နှေးမှုတွေရှိကြောင်းဝေဖန်ထားပါတယ်စောစနေရနေ့ကအမီတာပတ်မြို့မှာလူ160တေဆုံးခဲ့တဲ့ဘုံ BN7178 ဒရင်းလိုက်နဲ့လည်းပြကြမှုစုံစမ်းရေးမှာပါဝင်ကူညီဖို့ ICAO ကအခုတရင်ပတ်အစောပိုင်းမှာအိန္ဒိယနိုင်ငံကိုကမ်းလှမ်းခဲ့ပါတယ်၂014ကမလေးရှားလေယာဉ်ကြီးဖြစ်ချခံရမှုနဲ့2020ပြည်နှစ်ကယူကရိန်းလေယာဉ်ပြကြမှုလို့စုံစမ်းစစ်ဆင်မှုတချို့မှာအကူအညီတောင်းခံမှုတွေရှိခဲ့လို့ ICAO ကစုံစမ်းစစ်ဆင်မှုတွေကိုစေလွှတ်ပေးပါတယ် ICAO ကအိန္ဒိယမှာရှိနေတဲ့သူတို့ရဲ့စုံစမ်းစစ်ဆင်မှုတွေကိုစုံစမ်းစစ်ဆင်မှုမှာ လေးလောက်သူအစင်ပအဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့တော်ညာလေအိန္ဒိယအာဏာပိုင်တွေကဒီကဲလမှုကိုပယ်ချခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။လေရင်ပြတ်ကျပြီးနှစ်ပတ်ကြာပြန်သမှုမတမ်းမပအဝင်တဲ့ဘလတ်ပေါင်းမှအချက်လက်တွေရရှိခဲ့တယ်လို့အိန္ဒိယလေကြောင်းဌာနကဆိုပါတယ်။အေးပိုးဆောင်ရေးဘေးရဲကရှင်ပုတ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးမှုမှာပါဝင်လို့ဆောင်နေလို့အဲ့ဒီမှတ်တမ်းတွေဇက်ကိုအိန္ဒိယနိုင်ငံမှာစစ်ဆေးမှာလားအမေရိကန်မှာစစ်ဆေးမှာလားဆိုတော့မသိရပါဘူး ခုဒီမှာစောပိုင်းကအမည်မဖော်လိုတဲ့အိန္ဒိယလေကြောင်းထံကရရှိတယ်ကတော့၎င်းတို့အနေနဲ့ ICAO လုံထုံးလုံဒီအလုံးလိုက်တာဆောင်ရွက်နေတယ်လို့ပြောပါတယ်